ဒါဘလူးမတ် Facebook page ဘလူးမတ်ဝယ်မယ်ဆိုတော့ meta verify ဝယ်မယ်ဆိုရင်ပေါ့နော်အဲဒီမှာ meta verify ဝယ်မယ်ဆိုရင်ပေါ့နော်ဆရာဆိုင်းဝမ်းရဲ့ page လေးပေါ့ meta verify ဝယ်မယ်ဆိုရင်ကျွန်တော်ဒီမှာသူပြထားသလိုပေါ့နော် business standard ဆိုတာရှိတယ် business standard ကမြန်မာငွေ3000လတစ်လမှာလေသူက our foundation package အလုံးက foundation နဲ့လုံးဝအခြေခံ package တစ်ခုပေါ့3000ဆိုမှဖြတ်တဲ့ခါကျနည်းနည်းကွာခြားမှုရှိတယ် အဲ့ဒီသူတို့တတ်မှတ်ထား rate နဲတာလည်းရှိတယ်များသွားတာလည်းရှိတာပေါ့နော်ဒါတော့သိမသေးချောက်ဒီမှာပြထားပြီးမယ်အချိန်ကအားဖြင့်အနည်းဆုံးဆုံးပြတာပေါ့နော်ပြီးလို့ရှိရင် the maximum visibility search optimization ပွင့်ပါမယ်အဲ့ဆိုရင် page လူကြီးမင်းတို့နာမည်ဥမာလူကြီးမင်းနာမည်ကိုအောင်သူရထားပါတော့ကိုအောင်သူရဆိုရင်လူကြီးမင်း page ကိုရိုက်ရှာရင် page နဲ့အောင်သူရပါအဲ့ search list ရဲ့ထိပ်ဆုံးမှာတက်လာမြင် aggregate profile feature နော်ဘာလို့ဆို aggregate profile feature ပါဆိုတော့လူကြီးမင်းရဲ့ page မှာ ဟို link ထည့်လို့ရလိမ့်မယ်နော်အဲ့အဲ့ဒီဟာလေးပါမယ်ပေအဲ profile မှာ link ထည့်လို့ရအောင်နော် guest support support အနေနဲ့ဆိုရရှင်လဲ impersonation protection ဟိုအကောင့်ကိုအကောင့်တိုက်ခိုက်တာတွေ fake account လုပ်တာတွေဖယ်ပေးလိမ့်မယ်ပြီး enhance support ပေါ့နော် email ဒါမှမဟုတ် chat ကနေပြီးတော့ facebook ဝန်ထမ်းနဲ့စကားပြောခွင့်ရမယ်အဲ့ option လောက်ပဲပွင့်အောက်ကကြံတဲ့ဒီ option တွေကမပွင့်သေးပါဘူးပေါ့နော်ဒါတော့လုံးဝအခြေခံ standard ပေါ့ဒီ option တွေကမပွင့် sorry ဒီ option တွေကမပွင့်ပေါ့နော် ဒီ option မပွင့်ပါဘူးပေါ့ channel option တော့ပွင့်မယ်အဲ့ဒါက gap business standard သူပြထားတဲ့အတိုင်းလုံးဝအခြေခံ feature တွေပေါ့အဲအဲ့တော့တစ်ဖက်ထက်ကြည့်အောင်ဆို၄ခုရှိတယ်ဟမ်ကြက်ပူချမ်းပြီ business standard ပြီး business plus business plus မှာဆိုရင်တော့ sorry business plus မှာဆိုရင်ကျွန်တော်ဘာတွေပါမလဲဆိုရင်ဟောဆို screen record ဒီ jack မမြင်အောင်မြတ်ထုတ်မရဒီတိုင်းမပြရနော် business ဒီဟာလေးနဲ့အလုံးလေးနဲ့လိုက်ပြပါလား business plus မှာဆိုရင်မြန်မာငွေ3500เนาะသူ verify page blue mark ရမယ် maximum visibility ဆို get feature in fee feature new fee မှာဆိုရှင်လဲ feature အသစ်တွေရမယ် search optimization ပွင့်မယ် reach မှာဆိုရင် link တွေပါထည့်လို့ရမယ်နှစ်လပေါ့နှစ်လပေါ့သူကနှစ်လစာဟမ်ပြီး aggregate profile feature မှာဆို image ထည့်လို့ရမယ်တခြား profile ထည့်လို့ရမယ်လိပ်စာ၃ခုထည့်လို့ရမယ် profile ၃ခုထည့်လို့ရမယ်ကြံပါအဲ့နော်ကျွန်တော်တို့အတူတူပဲအဲဒါမဲ့ तू က get issue resolve more quickly ီ Facebook ဝန်ထမ်းတွေစကားပြောတဲ့အခါကျမြ мян လေးပို့ပြီးတော့တို့ကအရေးတကြီးစောင့်ရွက်ပေးလိုက်မယ်ပထမဒီ standard ထက်ဒီဒီ standard ထက်ပုံမြန်မယ်ပေါ့ခုက plus ကလေဒီ plus ကပုံမြန်လိုက်မယ်အဲဒီဒီ business plus ကပုံမြန်နေပေါ့ Facebook ဝင်လာကိုယ့်ရဲ့ page ပြဿနာတွေမြန်မြန်လေးပို့ဆောင်ရပေးလိုက်မယ်။အဲနောက်တစ်ခုကကျတော့ business premium သူကတော့ပို့ကြမ်းပါလိဝင်ငွေလဲဝင်ငွေလဲ sorry ဝင်ဆောင်ဝင်ဝင်ဆောင်မှုဟောပါလဲ။ပေးချရမယ် ပြေဟိုပါဟိုပါဂျေးရလဲ3သိန်း1500အရန်များပါ යි Facebook ပေးရမယ်လာစင်ဂျေးရနော်အဲအရန်များပါ යි ဟုတ်ပြီနော်အရန်များပါ යි ကျွန်တော်တို့တူပဲ search optimization cafe chain fee link မှာ reach မှာ link ထည့်လို့ရမယ်သူက၄လတိရပါ යි ပို့တိုးပါ යි address ဆိုလို့ရှင်လဲ profile ၅ခုတခါတည်း profile မှာထည့်မယ်နော်အဲ profile feature တွေ address ၅ခုတခါတည်းထည့်မယ် customer chat themes Facebook က customer နဲ့ team တွေအများကြီးအသိရမယ်။နောက်ကိုယ့်ရဲ့ client ရဲ့အနေနဲ့စကားပြောတဲ့အခါပေါ့လေ။ page နေ imprisonment protection ဂျာနယ်တော့တူတူပဲ။အပြည့်ဆိုရင် enhanced support chat or email with agent တို့ဒါပို့ပြီးတော့ဆောင်ရပေးလိမ့်မယ် request request ကို call from agent facebook ဝန်ထမ်းကမင်းကိုဖုန်းခေါ်တဲ့ option အစ်တစ်ခုထပ်ပါမယ် facebook ဝန်ထမ်းပြဿနာဖြစ်ပြီးဆိုရင်လူကြီးမင်းကိုဖုန်းခေါ်ပြတာပေါ့ဗျာအဲ့ဒါတခုပြီးရင် employee impersonation protection လူကြီးမင်းရဲ့ page ကိုကာကွယ်ဖို့အတွက်ဝန်ထမ်းနှစ်ယောက်ထည့်ပေးလိုက်မယ် Facebook ကနေပြီးတော့လူကြီးမင်း page ကိုစောင့်ရှောက်ဖို့ပေါ့နော် employee ဝန်ထမ်းထည့်လိုက်မယ် imprisonation imprisonation protection လူကြီးမင်း page ကိုကာကွယ်ဖို့ for 2 people နှစ်ယောက်ထည့်ပေးလိုက်နော်နှစ်ယောက်ထည့်ပေးအဲ့တော့ပုံမိုက်တာပေါ့နော်နောက်တစ်ခုကကြတော့အဲ business premium ဒါနောက်တစ်ခုနောက်ဆုံးတစ်ခုအကြမ်းဆုံးပဲ business max အဲသူကကြတော့6လအထိရအောင် reach မှာ link ထည့်တာ6လအထိရမယ် ပညာကြီးအဖြစ်လည်းဒီမှာဘယ်နဲ့လာလဲမသိရနော်ပါမန့်ပါပရိုဖိုင်မန့်ပါပရိုဖိုင်အဲကျွန်တော်တို့အတူတူပဲပေါ့နော် gap vitamin fee search optimization ဒီမှာ reach မှာ6လအထိ link ထည့်လို့ရသွားတယ် option ပွင့်မယ် profile က၈ခုထိရမယ် showcase ပြလို့ရမယ်ပေါ့နော် other profile မင်းရဲ့တခြား profile image ပေါ့နော် link to your link link တွဲပြီးပြလို့ရမယ် show up to a address လိပ်စာရှိခုပြလို့ရတယ်တော်တော်မြင့်ပါပြီเนาะကျွန်တော်တို့တူတူပဲ impression presentation production production product ပေါ့နော်ကာကွယ် production product ကာကွယ်တာဟုတ်တယ် production and then support ဒီမှာဆိုရင်တော့ request a call from agent receive a tick case mon monitoring ဒါ uh, case မှာဆိုရင် monitoring တခါလေ active ဖြစ်နေတာပါမယ်အဲဒါဆိုရင်အဲနောက်တစ်ခုက employee impersonation production လူကြီးပင်ရဲ့ page မှာတော့သူ page ကိုကာကွယ်ပေးဝန်ထမ်း9ယောက်ပါမယ်အရန်ကြမ်းပါတယ်သူကတော့ business match ပါပေါ့နော် သူကလည်းခု10ရာထောင်တောင်းတင်သူကတော့10သိန်းဖြစ်သွားတယ်။လားစင်ကြီး10သိန်းဖြစ်သွားတယ်နော်။ဈေးတွေကဒီလိုကွာသွားတယ်ဒီမှာဆိုရင်အောက်ထက်အခြေခံအောက်ထက်က3သိန်း3000တောင်းတောင်းနောက်တစ်ခုက3သိန်း5000နောက်တစ်ခုက3သိန်း1500နောက်တစ်ခုက7သိန်း5000 90000ထား7သိန်း5000နော်အဲ့ဒါ၄ခုရှိပါတယ်။အဲ့ဒါလူချင်းနဲ့ visa card ထဲနဲ့ငွေငွေဖြတ်သွားမှာပေါ့နော်။ ။သူအဲ့ဒီလာစင်ကြီးကဒီ3000တထောင်တစ်ခါသွင်းပြီးရင်သူကတစ်ခါစားပေါ့ဒီမှာဆိုရင်တော့နှစ်လစားလားမသိဘူးအဲ့လိုတော့သူမရေးထားဘူးဒါပေမဲ့ link တွေကနှစ်လစားဆိုတော့ဒါနှစ်လစားဖြစ်ဖို့တော့များတော့များတယ်သီလားနော်ဒါပေမဲ့ month per profile ဆိုတော့တစ်လစားပဲသီလားသူ2 month ဆိုပြီးရေးမှာပေါ့နော်ဒါပေမဲ့ month ဆိုပြီးတစ်ခုပဲရေးတစ်လစားပဲရေးထားဖြစ်တဲ့အတွက်တစ်လစားဖြစ်ဖို့များပါတယ်သူကလစင်ကြီးကိုပဲမြင့်သွားတာဘာလို့ဆိုတော့ရမယ့်အခွင့်အရေးပိုများပါတော့နော်အဲ့လိုပဲကွာမှာကွာမယ်လို့ယူဆပါတယ်သူကအဲ့လောက်ပဲရေးထားဆိုတော့နော် okay အဲ့လိုမျိုး꿰ပြပါတယ်ဒါပေမဲ့ link တွေ့တာတော့6လတိုးပါတယ်ဒီမှာ reese မှာ link တွေ့တာဒီမှာဆို4လပဲဒီမှာဆို2လနော်အင်းဒါတော့ page blueman အပတ်သက်ပြီးတော့ကျွန်တော်တို့ business standard ရင် business plus ရင် business premium ရင် business max ရနေပတ်သက်ပြီးပြောပြပြီးပေးတာဖြစ်ပါတယ်ထပ်ပြီးတည်လို့တဲ့ page blue man blue man နဲ့ပတ်သက်ပြီးထပ်တည်လို့တဲ့အကြောင်းအရာတွေအဲ page blue man ရှောင်းနီးလား ဒါဘာလို့အဲ့လဲဗီဇာကတ်ဘလို့ချိန်မလဲဒီငွေပေးချိန်မလို့ဘလို့လဲမြန်မာပြည်ရဲ့ page ဘလူးမတ်မပေးတဲ့အပေါ်ကြော်လို့ခွာလို့ရအောင်ဘလို့လုပ်ရမလဲ page ဘလူးမတ်ရှောက်ခွင့်ကမြန်မာနိုင်ငံမှာမပါဘူးအဲ့တော့ရှောက်လို့ရအောင်ကြော်ခွာတဲ့အစီအစဉ်ရှိတာပေါ့နော်အဲ့ဒါတွေဘာတွေလဲအင်းကဲလို့ဗီဇာကတ် payment ချိန်တဲ့ခါကျတော့ရှင် payment မဖြတ်တာလား Facebook application မဖြတ်ရင်ဘလို့လုပ်ရမလဲအဲ့ဒီခါကျတော့ရှင်ကျွန်တော် Google ကနေ payment method ကိုဘလို့မျိုး verify ပြန်လုပ်ရမလဲ အဲ့ဒီအဆင့်နဲ့အဆင့်နဲ့အများကြီး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 သိကျင်တဲ့အကြောင်းအရာတွေကောမန်မှာတောင်းဆိုသွားလို့ရပါတယ်အဲဒီဗီဒီယိုလေးသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပြီးလို့ရပါတယ်နောက်ဗီဒီယိုအသစ်တင်တဲ့အတိအကျအောင်ဖြစ်ပါတယ်ကျေးဇူးပါ